rival ကိုအနိုင်ရရင်မြန်မာနိုင်ငံပြန်လာပြီးပြိသက်တွေနဲ့အောင်ပွဲခံကျင်နေတဲ့ fan အားလုံးပဲမင်္ဂလာပါပေါ်တာတို့ JK Sport 2.0ကနေပြန်လဲကြိုးဆိုပါတယ်မြန်မာကုန်းဆောင် Joshua Van နဲ့ UFC Flyweight Dan Ranking အဆင့်1 rival တို့ရဲ့ပွဲကတဖြည်းဖြည်းနဲ့နီးကပ်လို့လာပါပြီ fighter နှစ်ယောက်ကမရိယာသတင်းသာရှင်းလင်းပွဲလုပ်ပြီးတော့တယောက်ချောင်းတယောက်ပြောခဲ့ကြတယ် Van ESPN နဲ့စုံတွေးချိန်ပြောစကားတွေကတော်လီအားစရာကောင်းပါတယ် သူကိုယ်သူအမြဲတမ်းယုံကြည်စိတ်ပြင်းထန်တဲ့ Van က Raven နဲ့ပွဲအတွက်လည်းဖိအားမရှိပုံပါပဲ။သူငယ်ကလမ်းမထက်ကရန်ပွဲတွေကြောင်းလဲ Van ကပြောပြခဲ့တာပါ။ចောင်းသားဘဝလမ်းမရန်ပွဲတွေမှာလဲ Van ကအမြဲတမ်းအနိုင်လိုချင်ခဲ့ပါလေ။လွယ်ကိုမိုးပေါ်ပစ်ပြီးတော့အကြိုက်ရန်ဖြစ်ခဲ့တဲ့ Van ပါ။ Raven ဘက်ကတော့ဖိအားပိုများနေပါလေ။သူကအခုပွဲတွေပြင်ဆင်ချိန်ပိုရပြီးတော့ပြိုင်ဘက်ကလည်းတက်တဲ့ဆ Van ဖြစ်နေလို့ဖိအားမရှိသလိုထင်ရပါလေ။ဒါမဲ့ Van ကို Rival ဆိုးရင်နေပါလေ။ ဖန်ရဲ့ပွဲဟောင်းလေးပြန်ကြည့်ပြီးတော့မလွယ်တဲ့ဘဲလေးပဲဆိုပြီးစိုးရိမ်နေတာပါဖန်ကြောင့်ပဲမိတ်ကပ်ပွဲဖြင့်ထိုးခွင်းရတဲ့အတွက် rival စိတ်ကျဉ်နဲ့နေပါလေဖန်ရဲ့ပွဲဟောင်းလေးကို rival ပြန်ကြည့်နေတာရသက်ဘတ်၃ဘတ်လောက်ရှိနေပြီအဲ့ချိန်ကလေးကဖန်ဟာ UFC ရဲ့ကြယ်ပွင့်အသစ်ဆိုတာ rival မြင်ခဲ့ပါလေအခုတက်သစ်စာဖိုင်တာဖန်နဲ့တပွဲလမ်းအကဲဆန်းခွင့်ရပြီဖန်ရဲ့ကစားဟန်ကို rival ကသဘောကျပြီးဖြိုအားခက်မဲ့ပြိုင်ပတ်လို့ယူဆနေတယ်အန်ရီအများလုံးနဲ့တက်လူဖိုင်တာနဲ့ရင်ဆိုင်ရတာပါဖန်ကဆုံးရှုံးစရာမရှိပါဘူး ကျွန်တော်နဲ့ထိုးခွင်းရတာအရာတိုင်းကသူ့အတွက်အမျက်တွေပါပဲကျွန်တော်နဲ့ရှုံးလို့မဖြစ်ပါဘူးကျွန်တော်ရဲ့အခွေးတွေအကုန်လုံးဆုံးရှုံးသွားမှာပါဒီတော့ van နဲ့ပွဲဟာစိုးရင်စရာကောင်းတဲ့အနေထားပါလို့ rival ကပြောသွားခဲ့ပါလိမ့် van ရဲ့ကြော်ကြားမှုကတော်လေးကိုမြင့်တက်လာတာပါ e-sport ရဲ့ UFC game ထဲမှာ van ရဲ့ပုံရိပ်ကိုထည့်သွင်းတော့မယ်လို့လည်းသိရပါလိမ့်ဒါကြောင့်လဲ van ရဲ့ပုံရိပ်မှတ်တမ်းတွေကိုကင်မရာများစွာနဲ့ရိုက်ပြီးတော့ game ထဲသုံးဖို့မှတ်တမ်းတင်ထားလည်းဖြစ်ပါလိမ့် e-sport ရဲ့ UFC game နဲ့ပိုင်ခွင့်ရဖို့ဆိုတာ fighter တိုင်းရတဲ့အခွင့်အရေးမဟုတ်ပါဘူး တချို့နာမည်ကြီး fighter တွေ gain နဲ့ပါခြင်းပေမဲ့အခွင့်မရကြသေးဘူး။ Fan ကတော့ UFC ကစားမဘွားချိန်တို့တွင်းမှာမအခွင့်လူကြီးကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါလေ။ Fan ကလူငယ်တူဖြစ်ပေမဲ့အပျော်ပါမမတ်တတ်ပါဘူး။ဘွားကိုလွတ်လပ်ပေါ်ပါစွာဖျက်ဆီးနေပေမဲ့ရည်ရွယ်ချက်ကြီးမားလို့နေသူပါ။ Parking မရှိတဲ့နောက်ပိုင်းမိသားစုရဲ့ခေါင်းဆောင်ကောင်းဖြစ်မမမမတ်ရက်တီနေပါလေ။ Bruno Silva ကိုနိုင်ရပြီးတဲ့နောက်ရလာတဲ့ထိုးကြီးတွေနဲ့အမေဖြစ်သူကိုအိမ်သစ်တလုံးဝယ်ပေးခဲ့သူပါ။မိသားစုကိုတိတက်လွန်းလို့လဲ Van တယောက်အခုလိုမျိုး အောင်မြင်ပြီးအောင်မြင်နေတာဖြစ်ပါတယ်။ဖန်ကနိုင်မွေးရလို့ပိုစုကြီးနဲ့စပွန်ဆာကြီးပေါင်းရင်ဒေါ်လာတသိန်းလောက်ရမယ်လို့သိရပါတယ်။အမေရိကန်ဒေါ်လာတသိန်းဆိုတာမြန်မာငွေကြေးနဲ့ဆိုရင်သိန်း9000လောက်ရှိပါလိမ့်မယ်။ဖန်ကတစ်နှစ်ကိုပြန်များ၄ပွဲလောက်ထိုးမယ်ဆိုရင်သိန်း1000ကျပ်ဝင်ငွေရှိမှာပါ။ဖန်ကအညွန့်တလူနဲ့ UFC မှာဆက်လက်ပွဲခံနိုင်မဲ့သူပါ။မက်ဂရီဂေါ်တို့လည်းထိုးကြီးတောင်းကနန်းနဲ့ဒေါ်လာ30ကျည်ထိမြင့်တက်ပြီးတော့ရလာခဲ့သူပါ။ခါပြီးဆိုရင်ထိုးကြီး6တန်းလောက်ရခဲ့ပြီပါလေ ။ဗန်လည်းအဲ့လိုမျိုးဘဝမျိုးကို ပိုင်ဆိုင်လာနိုင်ပါတယ်။ထိုပူရီယာနဲ့အိုလီဗီယာတို့ရဲ့ဂေါင်ပွဲချန်ပီယံကပတ်လူပဲဆင်နွှဲမဲ့5 week မှာအဓိကတွဲဆိုင်တစ်ခုဖြစ်ထိုးခွင့်ရတယ်။နောက်ဆုံးထိုးတဲ့၅ပွဲဇက်တိုက် PPV နဲ့ကျင်းပတဲ့ပြိုင်ပွဲဒီမှာပဲဇက်တိုက်ထိုးခွင့်ရတယ်။ Las Vegas မှာထိုးတိုင်း Van ကမဆုံးသေးပါဘူး။ Rival နဲ့ပွဲမှာအနိုင်ရမယ်ဆိုရင်မြန်မာပြည်ကိုပြန်လာကျင်တယ်လို့ဗန်ကရင်ဖွင့်လိုက်ပါတယ်ဗန်ရဲ့စန္ဒာတွေပြေဝပါစီလို့လဲကျွန်တော်တို့စူတောင်းပေးလိုက်ပါတယ်